ါနော်ဟိုပါလက်နဲ့ဆိုရင်လက်အိတ်နဲ့စားတာလက်ကလည်းရမ်းအနဲ့အနဲ့ဆိုရင်ရင်မွေးဆိုရင်တနားရီတွင်းပြတ်သွားတယ်အဲ့လိုတမင်းနေပိုင်းများဟင်းနေပိုင်းနဲ့နေဖက်လိုက်နှစ်ရက်အဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒီမှာကွယ်ကိုသမီးစားခဲ့ရရပါပြီမင်းသားလက်လေးကိုယူပြီး kiss ပေးလိုက်ပြီးပြီးဘွားပြက်သွားပြီတစ်သက်လုံးအဲ့ကောင်မလေးအဲ့မင်းသားလက်မှာ black list အဖြစ်မခံနိုင်ဘူးလေနော်အဲ့လိုမျိုးအေးစားကြီးယူစားရတဲ့ဘာညာသိတယ်ညစ်တည့်ရတော့နားရလိုက်တော့နော် ဒီမှာမနှွေးနိုင်တော့ရင်ထဲမှာအသေးကွဲနေတယ်အဲအားလည်းခွန်ကြီးဝတ်သွားတယ်ကောင်းငယ်မင်းကလည်းခင်ရှိတယ်ခွင့်မလို့တော့ဘူးအခုတွေ့တယ်သီလားအဲချမင်းမစားလို့လိမ့်ကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီညမလေးတွေကိုကြည့်လိုက်ပေါ်ရီလေးတွေလှလိုက်တာချစ်စရာကောင်းလိုက်တာအဲ့တော့အရန်လာတဲ့ကောင်မလေးတွေကိုကြတော့ ခမင်းမစားလို့ဗလိမ့်နေခမင်းရမ်းစားတဲ့ကောင်းမလေးကိုကြတော့ဟာတုတ်တယ်ဘိုက်ကဘူးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဗလိမ့်တော့ငါတို့ကခမင်းစားတဲ့အခွဲမှာနေရမှာလားခမင်းမစားတဲ့အခွဲမှာနေရမှာလားအပြောပေးဦးစားရင်တော့ဒီခန္ဓာကိုယ်ကိုကြည့်လိုက်မစားရင်ဟိုခန္ဓာကိုယ်ကိုကြည့်လိုက်အဲခန္ဓာကိုယ်အလှချင်းအလှပကိုကြည့်ကျင်တဲ့လူတွေခမင်းမစားတဲ့ကောင်းမလေးတွေကိုကြည့်အဲလိုပေါ့နော်ခန္ဓာကိုယ်ဘလို့အနေနဲ့စားရတောက်တာကိုပဲမှတ်တယ်ဆိုရင်တော့ကျမကိုကြည့် ော့သမုံပင်နှစ်30ပြည့်မွေးနေ့ပေါ့နော်အဲ့ဒါမှစိတ်နှမ်းတော့ကနေပြီးတော့ချူလေးတို့ကိုဖိတ်ကြရတဲ့လိုင်းအောင်တက်ပြတာပါကတော့လေဟိုချူလေးကြတော့လေဟိုဒီအကကြီးလည်းမကကြီးဘူးစင်ပေါ်မှာလေအကကြီးလည်းမကကြီးဘူးတချင်းတော့ဆိုလို့တောင်းဆိုပေမဲ့အတန်းမဟုတ်ပါဘူးအဲဒါမှထပ်တော့တခြားဘွဲတွေရောအများဆုံးဆိုပါတယ်အဲဒီဘွဲမှာတကယ်အဆူတော်ကြီးလည်းပါလေ အဲဆိုတော့အများကြီးပါတဲ့အခါကျတော့ကိုကလည်းကို professional line မဟုတ်တဲ့အတွက်ဒီဒီပွဲမှာတော့တခြင်းလည်းမဆိုခဲ့ဘူး။အဲ TikTok တွေကကိုကြောက်လဲကိုကိုတိုင်းအဲ့လောက်ကြီးလဲစင်ပေါ်ကြီးမှာကပ်ပြီးတော့မခါချင်။ဘာလို့ရလဲဆိုတော့ကိုတရုတ်စာလေအဲ့တော့ကိုနဲ့ပေါ့နော်ဒီ TikTok ပေါ်မှာပောက်ခဲ့တဲ့ဒီဇက်ဝင်ငယ်လေးတွေကိုပဲဒီကောင်လေးတွေနဲ့ကိုမှပြီးတရုတ်စာခဲ့ရတယ်ကွာ။အဲအဲ့လိုတော့လည်းမဟုတ်ပါဘူး။ကိုကတော့အားပါစားတာပဲကိုစားခြင်းနဲ့စားစာလို့လေ။အဲ့တော့အပြင်မှာတိတ်မရိုက်ဖြစ်ဘူး။မရိုက်ဖြစ်ဘူးဆိုတာကလေဟိုဘော လို့ဘယ်လိုပြောရမလဲသူတို့တွေပေါ့ရဲကြော်ညာပေးသလိုဖြစ်နေမဲ့ပြင်မပြရရဘူးလေစားရင်အိမ်မှာပဲရိုက်တယ်ဘယ်ဆိုင်ရလဲလည်းမပြောရဘူးလေအဲ့လိုမာလာလို့အဲ့နဲ့အပြင်မှာမရိုက်ဖြစ်တာပါတကယ်တော့စားလိုက်ရိုက်ချင်တာနောက်ပိုင်းဒီထက်ပို့ပြီးနက်နက်နေနေချက်ပြုတ်ပြီးတော့စားအောင်ပါပါဩဝါဒကြီးချွေရတာပေါ့နော်ဒီလိုပါပဲမကျင်တတ်တာလေးတွေဟိုအဲ့လိုငင်ခန်နေမဲ့တည့်ရခါကြောက်တော့လေကောင်မလေးက စကားမပြောတတ်ဘူးလို့ထင်ပါသေးဘူးစကားလေးလည်းပြောတတ်တယ်ပေါ့နော်ဟိုငငယ်ကလေးကအဲ့လိုသမင်းစားရင်မိသားစုတွေအကုန်လုံးလက်ရည်တပြင်းဒီအဲ့လိုဇပွဲဝိုင်းကြီးနေငငယ်လေးကလေးအဲ့လိုပဲစားလာခဲ့တယ်နောက်ပိုင်းဟိုမိသားစုတွေလည်းခွဲနေရတယ်ကိုလုံးနဲ့ကိုပေါ့ အဲ့လိုကြတော့လေအိမ်မှာတယောက်တည်းစားရတော့လေပြင်းတယ်ဟိုရုပ်ရှင်ကြည့်ပြီးစားရတာလေတစ်ခါတလေကောင်းတယ်တစ်ခါလေးကြောက်တယ်မကောင်းဘူးအဲ့တော့ဖုန်းထောင်ပြီးတော့စိတ်ထဲမှာကို့မိသားစုပေါ့နော်အဲ့လိုပုံပေါင်းတဲ့တကယ်ချင်းကိုကြည့်ပြီးစကားပြောနေရတယ်လို့မျိုးအဲ့လိုအတူတူသမင်းအတူတူစားတယ်လို့ခံစားချက်နဲ့စားလိုက်တော့လေစားဝင်တယ်လေအဲ့လာတော့လေအတန် ပြောပါစေ။အားရပါစားရလေနော်။ငငယ်တော့ကလူကြီးတွေနဲ့ဆိုတော့အများအခောက်ခံရတယ်။ကိုယ့်ဘာသာကိုတော့ကိုယ်စိတ်ကြိုက်စားချင်တယ်လို့စားပြန်တော့အဲ့လိုမျိုးဒါပေမဲ့မဟုတ်ဘူး။အဲ့ဒီမှာလေကက်ကက်အဲ့အရင်တော့ကမတီးဘူး Pro တွေပါတယ်မဝယ်လိုက်မိဘူးပဲဒီလားကက်စီနဲ့ပြီးမဝယ်လိုက်မိတော့အစားတော့စားတဲ့အတန်ပါတယ်။အခု Pro ဝယ်လိုက်ပြီ။ ်ဝယ်လိုက်ပြီးဆိုတော့ကကြာ reduce noise ကိုနှိပ်လိုက်ရင်အတန်ပြောက်သွားတယ်ကမလေးကတိသွားပြီအဲ့တော့စိုက်တလို့စားတယ်အဲ့ဒါလေးကိုနှိပ်လိုက်တယ်ဘူးမှမကြားတော့ဘူးဟုတ်အဲ့လိုပေါ့အဲ့လိုစားနေတဲ့အတန်ကိုချားရင်တရားမှဖုန်းပွင့်ပြီးစားနေတဲ့အတန်ကိုချားရင်တော့ဘိုက်ကစားတယ်သူပါစားလဲလို့ခိုးကြည့်လိုက်ရင်အဲ့ဒါငါလုံစားမယ်ပဲအဲ့လိုမျိုးပေါ့နော်ပေါ့နော်ဟောပေါ့လက်နဲ့ဆိုရင်လက်အိတ်နဲ့စားတာလက်ကလည်းရမ်းအနဲ့အနဲ့ဆိုရင်ရမွေးဆိုရင်တနာရီတွင်းပြတ်သွားတယ်အဲ့လိုသမင်းနေပါရင်များဟင်းနေပါရင်လည်းဖက်လိုက်နှစ်ရက် အဲ့အဲ့လိုမျိုးပေါ့နော်အဲ့ချိန်မှာကွယ်ကိုသမီးစားခဲ့ရရပါပြီပေါ့မင်းသားလက်လေးကိုယူပြီး kiss ပေးလိုက်ပြီးပြီးဘွားပြက်သွားပြီတသက်လုံးအဲ့ကောင်မလေးအဲ့မင်းသားလက်မှာ black list အဖြစ်မခံနိုင်ဘူးလေနော်အခုတွေ့တယ်သီလားအဲ့ချိန်မင်းမစားလို့ပြင်းကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ညီမလေးတွေကိုကြည့်လိုက်ပေါ်ရီလေးတွေလှလိုက်တာချစ်စရာကောင်းလိုက်တာအဲ့တော့အရန်လာတဲ့ကောင်မလေးတွေကိုကြတော့ မီးမစားလို့ဗလိမ့်နေထမီးရမ်းစားတဲ့ကောင်မလေးကိုကြတော့ဟာတုတ်တယ်ဘိုက်ကဘူးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဗလိမ့်တော့ငါတို့ကထမီးစားတဲ့အခွဲမှာနေရမှာလားထမီးမစားတဲ့အခွဲမှာနေရမှာလားအပြောပေးဦးဆိုင်တော့ဒီခန္ဓာကိုကြည့်လိုက်မဆိုင်ဘူးခန္ဓာကိုကြည့်လိုက်အဲ့ခန္ဓာကိုအလှချင်းအလှပကိုကြည့်ချင်တဲ့လူတွေတမင်းမဆိုင်ရကောင်မလေးတွေကိုကြည့်အဲ့လိုပေါ့နော်ခန္ဓာကိုဘလို့နေနေဆိုင်ရတောက်တာကိုပဲမှတ်တယ်ဆိုရင်တော့ကျမတို့ကြည့်ဟုတ်အဲအစီရင်းနှစ်ခုလွင့်မှုရှိရဒီနေ့ထဲမှာပေါ့နော်မဟာမှာ မဟာမာကတစ္ဆာဖြစ်တာစီရင်စီဆိုတော့ဒီနေ့မကုန်ရင်ဖြစ်မယ်အရန်ဆိုးတဲ့ကောက်မှလေးပေါ့တအားဆိုးတဲ့ကောက်မှလေးပေါ့နော်အလိုလင်းနာယူပဲပေါ့နော်ဆိုတော့အဲ့ကောက်မှလေးရလဲကြည့်ရမယ်အဲဒီအရန်ဟိုပေါ့နော်နှစ်တည်းအကြာကြီးအလုပ်တွဲလုပ်ခဲ့တဲ့နေရာတစ်ခုကနေပြီးတော့လေ series တစ်ခုထည့်မှာပေါ့နော်အဲ channel line ကတော့ဟိုဘက်က announce အတိအကျမလုပ်သေးရတော့သူလေးလည်းမပြောရှင်ဘူးအဲရိုက်ထားတာတော့ power gain နဲ့ရိုက်ထားတာအဲ့ဒါကတော့အဲ့လိုပေါ့ဘောင်းကြီးစာတန်းအထူးသရုပ်ဆောင်ကြီးဆိုတဲ့စာတန်းကြီးနဲ့ပေါ့နော်ကိုလည်းမတောင်းဆိုပါဘူးအဲ့လိုထိုးထားတော့လည်းရှက်တောင်းရှက်တယ်ဒါပေမဲ့လည်းဟိုပေါ့ကိုတန်ဖိုးထားပြီးရောပေါ့နော်အဲ့လိုမျိုးသရုပ်ဆောင်ဝင်ပေးရတဲ့လည်းကျေးဇူးတင်ပါတယ်အဲ့ရမတ်ကဂျိုးဆိုတာဂျေးကိုလည်းပါတယ်ပေါ့နော်အဲ့အဲ့ series ကိုနှွင့်မယ်အဲ့ဒါလည်းဒီနှစ်သေးပဲအဲပေါ့နော်အထူးသရုပ်ဆောင်ကြီးဆိုပေမဲ့တအားမုန်းကြပါ အဲ့လိုပဲရန်ဆိုးတဲ့ကောင်မလေးပဲကြီးစားရဲ့လဲထဲလဲဟော့တရဟော့တရဆိုတော့လင်းလာယူလေးတော့သူကသူတော်တယ်သူကသူကောင်းတယ်ဟုတ်ပြိတ္တမျိုးကြီးပြိတ္တတွေရဲ့အမျိုးပေါ့နော်နားထောင်ပါမယ်ဟုတ်ဘာစီနီယာကြောက်သွားတယ်လေအဲ့လိုတော့မဟုတ်ပါအမြဲတမ်းအစ်စ်ပါပဲဟောပြင်းရင်ဟန်တဲ့ကြောက်ဂျူလီရုပ်ရှင်ကားကြီးတက်ပြီးသွားတယ်ပေါ့နော်ခုနကစင်ပေါ်မှာထူဆောင်ခဲ့ရဆိုတော့မာယာကြားကပြင်းရင်ဟန်တဲ့ဂျူလီတို့ပထမဆုံးဆုံးဖြတ်ရိုက်ခဲ့ရရုပ်ရှင်ကားကြီးပေါ့ဂျင်းနဲ့ကြောက်ပထမဆုံးအဲဆလမ် ပထမဇလန်းတွဲကတော့ပထမဆုံးဇလန်းတွဲပေါ့နော်အဲ့ဒါကတော့ဟိုလူလဲအကောင်းကြီးကြိုးစားထားတယ်ဂျေးနဲ့လည်းရုပ်ရှင်ကားကြီးတက်ဖို့ရှိသေးတယ်ပေါ့နော်အဲ့ဒါတော့ဒီနေ့ဖြစ်မလားနောက်နေ့ဖြစ်မလားတော့မသိဘူးပေါ့နော်ဟုတ်